နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီပြန်အုပ်ချုပ်နေတဲ့လားရှုံးမှာတခိုးဓမြတွေကိုပြည်သူလူထုတွေကကိုနီးကိုဟန်တဲ့ကိုပြန်လဲဖမ်းဆီးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းမြောက်လားရှုံးမှာရှိတဲ့နေအိမ်တွေကိုလိုက်ပြီးတော့ဖောက်ထွင်းနေတယ်။တခိုးသုံးကောင်တွေကတကောင်ကိုရက်ွက်နေဒေသခံတွေကဖမ်းမိထားတယ်လို့သိရပါတယ်။မနေ့ကမေလ12ရက်နေ့မနက်9:00အချိန်မှာလားရှုံးမြို့ရက်ွက်တက်မှာရှိတဲ့နေအိမ်တိုင်းကို တခိုးတုံးအောင်ကဖောက်ထွင်းမှုလုပ်နေတဲ့အချိန်မှာအိန္ဒိချင်းဖြစ်သူတအူးကတွေ့တာကြောင့်ဒေသခံတွေကဝိုင်းဝန်းဖမ်းဆီးခဲ့ပြီးတော့နှစ်ဦးကတော့လွတ်မြောက်သွားကတအူးကိုတော့ဖမ်းဆီးထားတယ်လို့သိရပါတယ်။သူတို့ပုံစံကထောင်ထွက်ပုံစံနဲ့တူတယ်။တော်သေးလို့အိန္ဒိချင်းတယောက်ကတွေ့လိုက်လို့អော်လိုက်တာပေါ့။ចန်တဲ့နှစ်កောင်ကတော့လွတ်သွားတယ်။ဒကောင်ကိုပဲဖမ်းမိထားပါတယ်။လာရှုံးမှာကအခုတလုံးမှာဓမြတိုက်မှုတွေလည်းဇက်တိုက်ဖြစ်နေတယ်။ဈေးသွားဖို့တောင်မှကြောက်နေရတယ်။ ဘဲသွားသွားစိတ်လုံးကြုံမှုမရှိတော့ဘူးလို့လာရှုံမြို့ကန်တအုပ်ကပြောပြထားပါတယ်။ဖန်းစီရမိထားတဲ့တခိုးတအုပ်ကိုတော့လာရှုံမြို့မှာရှိတဲ့သက်ဆိုင်ရာဌာနတွေကိုတွားရောက်ပြီးတော့အနှံထားတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မေလ17ရက်နေ့ကလည်းလာရှုံမြို့ရက်ွက်တဲ့ပါရမီလမ်းထဲမှာတနက်ကင်ဆောင်ထားတဲ့လူတစုကအမျိုးသမီးတအုပ်ကိုဓမြတိုက်ကကားနဲ့လက်စွပ်နှစ်ကွင်းကိုယူဆောင်သွားခဲ့သေးတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ AP လ22ရက်နေ့ကလာရှုံမြို့ဘော်ကိုစစ်ကောင်စီတပ်တွေဝင်ရောက်လာပြီးတဲ့နောက်မှာ ဓမြတိုက်မှုတွေဇက်တိုက်ဖြစ်ပွားနေသလိုလက်ရှိအချိန်ထိကိုမြို့ပေါ်မှာရှိတဲ့ပြည်သူဆေးရုံကြီးအပါအဝင်အုတ်ချုပ်ရေးရန်တရားတချို့ကိုစတင်လှုပ်ဆောင်နေပေမယ့်လုံခြုံရေးအပိုင်းကိုတော့လက်ရှိအချိန်ထိမလှုပ်ဆောင်နိုင်သေးဘူးလို့ဒေသခံတွေရဲ့ပြောပြချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ